đang sẽ thành great night and thành chọn tha chọn thứ tha thứ mi đi hà lông đẹp à, tuy khổ lý thế này cũng có nhạc quý phê chân hạ lông Cô chỉ là anh uh, có phá lông hà rồi, ông phụ ra xa vì nó phá lông hà rồi. Để chỗ hạt hình, cô chơi trên tuyên lông nhau. ချက်ချင်းဆုံးဖြတ်လို့မရဆုံးဖြတ်ပြီးအခုချက်ဆုံးဖြတ်ပြီးလည်းပဲနောက်ပိုင်းပြင်ပြင်ချင်းပြင်လိမ့်မယ်ပြင်ကြတယ်ပြင်တဲ့လူလည်းရှိတယ်မပြင်တဲ့လူလည်းရှိတယ်အခုကရဆောင်ပြီးတော့သူတို့ဖြစ်ချင်တဲ့အရေးအသေးချာတိပြီးတော့အဲကျိုးစားလှုပ်ဆောင်ပိုင်းလူတွေရှိတယ်အဲ့လိုမဟုတ်ဘဲဒီဟာလှုပ်ချင်လားဟိုဟာလှုပ်ချင်လား အတိအကျမသိသေးတဲ့အဲအကြောင်းသားအကြောင်းသူတွေတာသမီးတွေလည်းရှိတယ်ထားတော့ထားတော့သမီးတို့အရွယ်မှာထားမဆန်းဘူးဘုံတို့မြမနိုင်မှာလည်းဖြစ်တယ်တခြားနိုင်ငံမှာလည်းပဲတွေ့ဘူးတယ်ဒီအဲဆုံးမြတ်ချက်တွေတစ်သက်လုံးတွင်ချမှတ်ဖို့ဆိုတာဒါအမှန်အမှန်ဝန်လေးတဲ့အရာတစ်ခုဖြစ်ပါ ဒါပေမဲ့ရွေချက်နေနေကတော့ချက်ချင်းဆုံးချက်ချက်ချနိုင်နော်ဘာလုပ်မယ်ဆိုတဲ့လုပ်ငန်းရဲ့အဲ့အတကုနောက်ရွေချက်ကတုတကုဒီနှစ်ခုဘုံမှာခွဲပြီးတော့ပြောတာဖြစ်ပါတယ်ရွေချက်နဲ့လုပ်ငန်းနဲ့ဒီနေ့မှာလုပ်ငန်းဆိုတာတော့စိုက်ဆံဖြစ်ခြင်းနဲ့တက်ကူဆံဖြစ်ခြင်းနဲ့အဲ ဆရာဆရာမဖြစ်ခြင်းနဲ့လုပ်ငန်းရှင်ဖြစ်ခြင်းနဲ့အင်ဂျင်နီယာဖြစ်ခြင်းနဲ့တက်ဘက်ပညာရှင်ဖြစ်ခြင်းနဲ့ဆရာဝန်ဖြစ်ခြင်းနဲ့ကွန်ပျူတာအင်ဂျင်နီယာ AI အင်ဂျင်နီယာစာရှိတဲ့ဖြင့်အဲစိုက်ပျိုးပညာရှင်စာရှိတဲ့ဖြင့်လာဘောတက်တက်တဲ့လူအမျိုးမျိုးပေါ့ကိုရရှိတဲ့အခွင့်အလမ်းနဲ့အခွင့်အရေးနဲ့အဲ့ဒါတွေသူကဆက်ဆက်ပြီးတော့ ကိုယ်ထားရှိတဲ့အိမ်မက်တွေဖြစ်မဖြစ်နောက်ဆုံးတော့သူကဆုံးဖြတ်ပေးတယ်။အဲ့ထက်မှကိုယ့်ရဲ့ကြိုးစားမှုကိုဖြစ်ချင်မှုကတော့အဓိကကြတာပေါ့။စန္ဒခေါ်တာပေါ့။နော် intention စန္ဒကိုယ့်ရဲ့စန္ဒကိုယ့်ရဲ့ intention ကိုယ့်ရဲ့ aim objective အဲ့ကိုဘိုင်းရွေးချက်ဘာဖြစ်ချင်လဲ။အဲ promo နဲ့ဆိုရင် စနစ်နဲ့ဆက်ပြောနေမှာနိုင်ငံသားနာဖြစ်ဖြစ်တယ်အဲတောင်စူးစားသမျှအရာတွေတခြားတွေလည်းဖြစ်တခြားရွေချက်တွေလည်းရှိပါတယ်တခြားဖြစ်ခြင်းနဲ့အလုပ်တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ဖြစ်ခြင်းလိုက်မဖြစ်ခြင်းလိုက်ဘေးအလူတွေကြီးပြီးတော့တခြားအားချလိုက်တကယ်တမ်းကျတော့ကိုယ်စက်တယ်မှာတကယ်ဖြစ်ခြင်းတာတော့မဟုတ်ပါဘူး တကယ်ဖြစ်ခြင်းလားမဖြစ်ခြင်းလားဆိုတော့ကိုယ်တိုင်လည်းအစာပိုင်းမှာတော့မသိဘူး။နောက်ပန်းချတော့ကိုယ်ပြန်ပြီးတော့တွေးကြည့်တယ်။နိုင်ချမ်းသာနံဖြူဖုံးဖုံးတစ်ပါးဖြစ်လာတာ။နိုင်ချမ်းမှနှစ်30လောက်သာနံဖြူခဲ့တာ။အခုလည်းပဲနိုင်ချမ်းပြီးအဲကြွားပြီးတော့သာနံဖြူနေသေးတယ်။ပြန်စမ်းရေးခါဆိုတော့ဒီသာနံဖြူခြင်းနဲ့စိတ်ထရှိခဲ့တာပဲတော်တယ် ဒါကတော့လှုပ်ခြင်းနဲ့အလုပ်ဆိုတာစာရေးခြင်းနဲ့အဲ့အလုပ်လည်းငယ်ကြရပါခဲ့ကဲအဲ့ဒီအလုပ်ကတော့အဲ့လိုအလုပ်တွေကိုကြီးလိုက်ဘာလို့လုပ်မယ်ဆိုတဲ့ဟာတော့ကိုဖြစ်ခြင်းတဲ့အတိုင်းမှန်ထားတဲ့အတိုင်းဖြစ်လာတယ်ရှိတယ်မဖြစ်လာလည်းရှိတာဆိုတော့ဘယ်ပြောဆိုလဲဒါပေမဲ့ရွေချက်နဲ့ပတ်သက်ပြီးတော့အစကတည်းကမှန်ကန်တဲ့ရွေချက်ချမှတ်ထားရင်အဲ့ဒီရွေချက်က ဖြစ်လဲဖြစ်လာတယ်ကိုလုတ်တဲ့လုပ်ငန်းကိုလည်းပဲပြပြပြင်းပြင်းနဲ့အောင်မြင်မြင်ဖြစ်အောင်သူကခုညီပေးတယ်အဲ့ဒီရွေချက်ကဘာတော့ဆိုတော့အင်္ဂလိပ်လိုပြောရင်တော့ဟာ global contribution global contribution ဆိုတာကမ္ဘာကြီးတိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာတထောင်တနေရာနေပါဝင်မယ်ဆို ဘယ်သူမှတော့အကုန်လုံးမလုပ်နိုင်အင်ဂျင်နီယာလည်းဖြစ်ဆရာဝန်လည်းဖြစ်နော် accountant ဆိုခဲ့စေင်္ဂံပညာရှင်လည်းဖြစ်တိမပညာရှင်လည်းဖြစ်ရူပဗေဒတိမပညာရှင်လည်းဖြစ်ဆေးဝါးကျွမ်းကျင်တဲ့ပညာရှင်လည်းဖြစ်အကုန်လုံးတစ်ခါလည်းမဖြစ်နိုင်ပါဘူးဘယ်သူမှမဖြစ်နိုင် နာမည်ကြီးတဲ့လူတွေအောင်မြင်တဲ့လူတွေကတခုကောင်းနဲ့အောင်မြင်ကြတယ်တခုကောင်းနဲ့အောင်မြင်ကြတယ်တချို့ဆိုအင်းပေါ့စီတမျိုးပဲရောင်းတယ်လေတခက်တထည့်ရမှတထည့်ဖြစ်တယ်တထည့်ဟဲ့အဲကိုအောင်မြင်တချို့ဆိုအင်းကားထွက်လို့တယ်တချို့ကတော့ကားထွက်လို့တာမဟုတ်ဘူးကားပဲဆေးတာကားဆေးသူများကအစီးတဲ့ကားကိုဆေးအစီးတဲ့ကံကျတော့ဟုတ်ဟုတ်ကားမျိုးစုံ ဘယ်လိုဆေးရတယ်မြန်လဲမြန်မယ်ကောင်းလဲကောင်းတယ်သူများလည်းကြိုက်တယ်အခါဆေးတဲ့နေရာတွေမြို့တိုင်းမှာထားတယ်တို့ကုမ္ပဏီတွေကြီးပဲကုမ္ပဏီတစ်ခုပဲကားပဲဆေးရတယ်တခြားဘာမှမလုပ်တချို့လူတွေကတော့တန့်ရှင်းရဲ့လောက်တာလေယုံနေပေါ့နော်မြို့တိုင်းမှာရှိတဲ့ယုံတွေသူများယုံပဲ့တဲ့ကြမှာယုံတွေဝင်ပြီးတော့တန့်ရှင်းလောက်တယ်အဲ့ဒီတစ်ခုပဲလောက်တယ်တန့်ရှင်းလို့ဆိုတာသူများသက်အထင်ကြီးတဲ့အလို့ပုံမှန်ရွေးပြီးတော့ပြောတာအဲ့လိုလောက်တာတော့ဟာတကယ် မီလီယံဟန်ဖြစ်လာတဲ့လူတွေအများကြီးရှိတယ်လို့ပြောချင်တယ်။ဒါဖြင့်ဒီနေရာမှာရွေချက်ဆိုတာဘာပြောလဲ Global contribution ဆိုတာကမ္ဘာအဆင့်အနေနဲ့ကိုက contribute လုပ်ချင်တယ်။အကျိုးဖြစ်ထွန်းအောင်အကျိုးဖြစ်ထွန်းစေတယ်။အကျိုးဖြစ်လုပ်ငန်းတွေလုပ်ချင်တယ်။ပြင်သစ်နိုင်ငံ lessons is ဆိုတဲ့တုတ်တန်တစ်ခုရှိတယ်။နာမည်ကြီးတုတ်တန်တစ်ခု။ နာပြလက်ရှင်စီဆမက်ထရီဘဲကပါကပါပဲရဲ့မှာပဲဖြစ်ဖြစ်ကပါအဆင့်အထိပညာရက်တခုနဲ့ထင်ရှားကြော်ကြရပုဂ္ဂိုလ်တွေအုံးအာအစိုးတော်ဟာတချင်းရေးဆရာကဂီတာတီးတဲ့လူဟာစမ်းသစ်ဒီထွင်တဲ့ပုဂ္ဂိုလ်တွေဟာလုပ်ငန်းရှင်တွေဟာဆရာဝန်တွေဟာ အတွေးခေါ်ပညာရှင်တွေလာတယ်။အဲဒီဇိုင်းနာတွေလာတခုခုပေါ့။သူတို့လုပ်တဲ့လုပ်ငန်းမှာကဘာကျော်သည်ထိနော်လူသည်များသွားတယ်သူတို့ရဲ့ပစ္စည်းကိုအသုံးပြုပြီးတော့လူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တယ်။မိတ်ကပ်လုပ်တာဟာအဘူစာဒီဇိုင်းလုပ်တာဟာဆေးတီထွင်းတာဟာကားတီတခုခုအရန်ကိုနာမည်ကြီးလူတွေ အဲ့ဒီလူရဲ့အာနောက်ဆုံးအစ်စက်အနာယူရလို့ခေါ်တယ်အလူတွေသွားပြီးတော့ဂါရဝဖြူကြတယ်သွားပြီးတော့လေးလံကြတယ်ဟုတ်တုတ်တန်ဆိုတခါတည်းမတိရလူကတော့အရန်ကြောက်စရာကောင်းတော့ဟိုမှန်ကျတော့တုတ်တန်ကြာနနာလှုပ်ထားတယ်အထပ်ပေါင်းမြတ်များစွာလှုပ်ထားတယ်အာအတူတူရဲ့ ုတ်ကူဆိုရင်လည်းတော့ပြတ်တိုက်ပုံမျိုးအဲ့ဒီပုဂ္ဂိုလ်ကဒီကဘာကြီးတိုးတက်အောင်လုပ်တဲ့နေရာမှာဘာလုပ်သွားလဲဥမာအင်ဂျင်နီယာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်အမ်ရန်ကုန်မန္တလေးမြန်မာပြည်တခြားနိုင်ငံရောအင်းဆောက်တယ်ဆိုရင်အမိုးတွေယူလိုက် အဲ့ဒီအမိုးတွေမယူအောင်အမိုးယူရဲပြဿနာတွေကိုကိုကလေးလာပြီးတော့အမိုးမယူအောင်ဒီနည်းပညာတစ်ခုတည်ထွင်တယ်အဲ့ဒီဟာဟိုကိုရောင်းစားတယ်အမိုးမိုးပေးတယ်ပေါ့အမိုးတိဆောက်ပေးအမိုးတစ်ခုပဲနော်အဆောက်အဦတစ်ခုလုံးတော့မဟုတ်သေးဘူးအမိုးပေါအာကိုလုတ်ချင်လုတ်ချင်တဲ့ဒီဇိုင်းလုတ်ဒါပေမဲ့မိုးမယူအောင်မိုးယူခိုင်းတယ်ပဲဘယ်လိုအလွယ်တကူ ပြုတ်ပြင်းနိုင်အောင်ကိုနည်းပညာတွေတတ်ထားရဲဆိုရင်ကိုကဘာချော့သွားမှာပဲအခုဘုန်းတော်နဲ့အမိုးယူတာဆိုရင်အမလီယူလိုက်တာအဆောက်ဦးတွေဆောက်ပြီးတာမချာသေးဘူးမိုးတွေရတာနမူနာတစ်ခုပြောပြတာဒါတော့တမီးလို့အာတိစေဖို့ကိုပေးပဝင်ချိန်မှာရှိတဲ့ပြဿနာကိုစိတ်ဝင်စားပြီးတော့ဘယ်လိုပြဿနာမျိုးနားမလို့ဖြစ်ချင်းပြနိုင်မှာကြောင်းတော့တက်တဲ့ခါမိုးရွာရင်လေ မိုးတန်နေကြားရတာပေါ့နော်အဲ့ကြတော့စာတင်ရတာကောင်းမချားရအောင်အဲ့လိုဖြစ်တဲ့ဆိုရင်အမိုးပေါ်တဲ့နေရာအဘေးကအထံထိပ်ပြီးတော့မချားရအောင် sound proof လို့ခေါ်တာအဲ့ဒီနည်းပညာကိုကိုကရှာဖွေမယ်လူတွေအဲ့ဒီပညာရတဲ့အကျိုးပြုမယ်အကျိုးပြုရဆိုတဲ့နေရာမှာလှုပ်ပြီးတော့အလကားပေးတာပြောတာမဟုတ်ဘူးနော်လှုပ်ပြီးတော့လူတွေ အသုံးပြုနိုင်အောင်ဝယ်ပြီးတော့အသုံးပြုနိုင်အောင်အဲ့လိုပြောတာအဲ့ဒီလိုဆိုရင်တော့ဝယ်ရပြီးတော့အသုံးပြုရလို့လည်းပဲသူတို့ရဲ့ပြဿနာကိုသူတို့ကကိုတီတင်ထားတဲ့ပစ္စည်းနဲ့ဖြည့်ချင်းနိုင်တယ်အဲ့ထက်တော့မဟုတ်ဘူးတနေငံထက်တော့မဟုတ်ဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်အသုံးပြုနိုင်တယ်အခုသားတို့သမီးတို့လက်ထက်မှရှိနေတဲ့ဖုန်းတွေဒီဟာကိုဒီထွင်းတဲ့လူတွေပေါ့ အဲ့ဒါဆိုရင်လည်း global contribution ထဲမှာပါတယ်ကမ္ဘာအဆင့်ပြောင်ပြောင်မြောက်မြောက်စွမ်းဆောင်နိုင်တဲ့ပုံကိုယ်တွေပေါ့ဒါကြောင့်အခုငါဒီဟာလှုပ်ခြင်းတယ်ဒီတစ်ခုလှုပ်ခြင်းတယ်ဒီဟာဟိုတက္ကပါလုံးမှာလူတွေအစ်တရောင်တက်တာနဲ့အတုံးပြုတ်နေအောင်အာဖရိကတိုက်ရော မေရိကန်တိုင်ရဥရောပတိုင်ရအာရှတိုင်ရအခုလောဆယ်လူရေတန်း8000 8000ကျော်ရှိတဲ့နေရာကိုအထုံးပြတဲ့ပစ္စည်းကအဲ့လူတွေတော်တော်များများအတွက်တန်း8000မဟုတ်သေးပါဘူးတန်းတရာအတွက်ကောင်းတယ်ဆိုရင်ကိုပဲကိုကမီလီယံဖြစ်သွားမှာမီလီယံတထေးဖြစ်သွားကိုကမီလီယံတထေးဖြစ်အောင်လှုပ်တာကဒုတိယပဲပထမကတော့ဘာလို့ဆိုသူများရဲ့ပြဿနာ ကပအဆင်ပြေတနာတခုကိုဖြည့်ရှင်းပေးခြင်းတယ်။ဒါကြောင့်ဒါလိုသမီးတို့ကြံတနာအခြေခံပြီးတော့စဉ်းစားရမယ်။ပြဗနာအခြေခံပြီးတော့အင်္ဂလိပ်လို problem based thinking ဘုဒ္ဓတရားတော်အရာဆိုရင်ဒုက္ခအခြေခံတဲ့တွေးခေါ်မှုတွေဘယ်နေရာမှာဘလို့ဒုက္ခရှိတယ်ဟုတ်အဲ့ဒုက္ခကိုဒုက္ခဆိုတာပြဗနာကိုအဲ့ဒုက္ခကိုဖြည့်ရှင်းနိုင်အောင် ။အဲတစ်ဖက်ဒလန်းနေပြီးတော့စဉ်းစားမယ်။အခုနေတော့မှတော့အပြင်းမှန်မရှိသေးဘူး။ဒါပေမဲ့အဲ့ဒီအပြင်းမှန်တစ်ခုခုရရှိအောင်ငါကြိုးစားမယ်။အများအတွက်တွေးတာပေါ့။အများအတွက်တွေး။အဲ့ဒီလိုလုပ်တယ်ဆိုရင်တော့ကိုအခုရည်မှန်းထားတဲ့အလုပ်ကိုလုပ်ဖြစ်ခဲ့ရင်လည်းပဲလုပ်နိုင်ခဲ့ရင်လည်းပဲကိုအောင်မြင်မယ် အခုမြုံမန်းထားတဲ့အလုပ်လုပ်ခွင့်မရဘူးအပြောင်းပြီးတော့လုပ်ရတယ်နှိစက်အလုပ်လုပ်ရတယ်ဆိုရင်လည်းပဲခရောင်းကပြောတဲ့စိတ်ကအများရဲ့ပြဿနာဝိုင်းဖြည့်ရှင်းပေးခြင်းနဲ့ဆိုတဲ့စိတ်ကအဲ့ဒီစိတ်တက်နဲ့ကိုကြိုးစားရတယ်ဆိုရင်အောင်မြင်မှသိကြ။ဟုတ်အခုဘောမလက်ထက်မှရှိတဲ့ဘောပင်လေးဒီဘောပင်ကဈေးဘလောက်တန်တယ် ဒီတန်တဲ့ဟာဒီဒီဘုတ်ကင်ဟိုအဲသူ့ထက်300ခန်းလုံးဒါမှမဟုတ်400ခန်းလုံးဒီထက်အဲ့ထက်ဈေးတက်တာဘုံမထောက်လုံးနိုင်ရင်ဒီလိုလဲကောင်းနေစင်လူများဒီလူတွေကဘုံဘုံထုတ်တဲ့ဘုံဘုံရောင်းတဲ့ဘောပင်ပဲသူတို့အသုံးပြုဈေးချူသူများတဲ့ဈေးတက်တာအောင်ရောင်းခြင်းပဲဘုံဘုံကရှုံးတာမဟုတ်ဘူး ကိုလှုပ်ထားတဲ့သူရေနာခံထုတ်လို့ရေးမှလည်းပဲเนาะထုတ်လို့ရေးအပိုင်းမှလည်းပဲပတ်စံသက်တာကုံချမ်းကုံချော့အပိုင်းမှလည်းပတ်စံသက်တာအဲ့ဒါတွေလှုပ်ထားတယ်အဲ့ဒါလှုပ်ထားဒါတွေကဒီရည်အချက်ကနေလာအများရဲ့ပြဿနာကိုဒီနေ့မဟုတ်ဒီနေ့ဝိုင်းဖြည့်ရှင်းပေးမယ်အများရဲ့ပြဿနာဝိုင်းဖြည့်ရှင်းပေးနေတဲ့လူက ကိုယ်ပြဿနာကိုယ်မိသားစုပြဿနာဖြေရှင်းနိုင်တဲ့အရေးအသွေးတခါလေးရှိပြီးသားပဲဒါကြောင့်မြင့်မြင့်ကြံပါရွယ်ချဲကြီးကြီးထားပါအခုပြောတဲ့စိတ်ဓာတ်ကိုထားကရုဏာ compassion အခြေခံတဲ့စိတ်ဓာတ်လို့ခေါ်တယ်နောက်ပိုင်းကျရင်လည်းပဲဒီကြောင့်တည်းကြားပါလိမ့်မယ်ဒါကြောင့်ဥမာပြင်သစ်နိုင်ငံမှာအဖြစ် election တွေ ထုတ်တဲ့မှာရှိတဲ့အတအထိအတိမပြုခံရတဲ့ကဘာကျော်ပုဂ္ဂိုလ်တွေသူတို့တွေကဘာတွေလုပ်ကြလဲအဲ့ဒါမျိုးတွေစိတ်ဝင်စားလေ့လာကြအဲ့မှာနာမည်ဘာတွေပုဂ္ဂိုလ်မှမဟုတ်ဘူးကိုယ်နိုင်ငံအတွင်းမှာလည်းပဲဘသူကိုဤသူတွေကလေးစားတယ်ဘသူတွေကအားကြတယ်တချို့ကတော့နာမည်ကြီးတဲ့အများအတွက် ကောင်းကျိုးဆောင်ရလို့မဟုတ်ဘူးဘာမှမဟုတ်တာတွေနဲ့နာမည်ကြီးတာဆယ်လေးဖြစ်တယ်ဘာညာအဲ့ဒါမျိုးအဲ့ဒါမျိုးတွေကတော့အကြိုက်လေးမခံဘူးအဲ့ဒါတွေကပေါ်ပင်တွေပေါ့ပေါ်ပင်ရဲ့ရှိနာမည်ကြီးတယ်ကိုမရှိတဲ့နောက်ပိုင်းမှာလည်းပဲလောကကြီးကကိုကိုဆက်လက်ပြီးတော့ဂုံပြုတ်အတိမတ်ပြုတ် တရိယာနေမဲ့ဟာအလုံးကိုလှုပ်တယ်အလုံးပဲအဲ့ဒီအလုံးကိုလည်းပဲဘာရွေချက်နဲ့လှုပ်တယ်ဆိုတော့ဒါကြောင့်ကိုလှုပ်တဲ့အလုံးရယ်လှုပ်တဲ့ရွေချက်ရယ်အဲ့ဒီနှစ်ခုအချင်းချင်းဆွေးနွေးကြဖို့အဲ့ဒီတိုင်းတွေးခေါ်ကြဖို့ဖတ်ရှုကြဖို့ဒီခုကြည့်တယ်ဆိုရင် TikTok ထဲမှာကြည့်တာလား Facebook ထဲမှာကြည့်တာလားဒီလူကအများအတွက်ဘာလှုပ်ပေးတာတော့ဘာကောင်းချွတ်လှုပ်ပေးတာတော့အဲ့ဒီမိခွန်းအရင်မြင်ရမှာ global contribution ဘာလုပ်တော့အဲ့ကြောင့်ငါကဘာလုပ်နိုင်တော့ဥမာခုလောဆက်ကိုယ့်ရဲ့ချောင်းမှာကိုယ့်ရဲ့အတန်းထဲမှာကိုကဘာလုပ်နိုင်တော့ကိုယ့်ရဲ့အတန်းဖို့တန်းဖက်တွေကိုချင်းစာချင်းအဖြစ်စိတ်ရှိတီးခန့်ချင်းအဖြစ်ကိုကူညီနိုင်တာအငယ်လူအပေးချင်းဖြင့်ကူညီနိုင်တာဘာသာတစ်ခုကိုကျွမ်းကျင်တဲ့ဟာတခြားကိုယ့်တငယ်ချင်းတွေကသိမသိတဲ့ရာတွေကိုကိုကစိတ်ရှိလက်ရှိနဲ့ပညာပါရမီဖြစ်အောင် ူညီပေးတာလားဒါတည်းက contribution တွေကြီးပဲအများအကျိုးပေါ့အဲ့ဒီစိတ်ထက်ထားတယ်ဆိုရင်ကိုယ့်အကူစင်ချင်သုံးသက်တဲ့နေရာမှာသုံးသက်ရမယ်အချိန်စင်ချင်သုံးသက်မယ်အချိန်ရောက်လာရင်ကိုယ့်ရဲ့စင်ချင်သုံးသက်မှုကမှန်ကန်တာများပါတယ်စိတ်ဖြစ်ရှိမှုလည်းနည်းတယ်ပေါ့ အဲ့ဒါလည်းမခန့်ဘူးအများအတွက်တွေးတယ်ဆိုကြရတဲ့အုံနောက်ပိုင်းဆိုင်ရာ neurology သိပ္ပံပညာကပြောတယ်အများအတွက်တွေးတဲ့လူတွေရှေ့အုံနောက်နဲ့နှုတ်နောက်အုံနောက်ဆိုရင်ရှေ့အုံနောက်ကပို့ပြီးတော့အလုတ်လုပ်တဲ့အတွက်ကြောင့်မလို့ခံနိုင်ဖို့ကောင်းတယ် resilience ဆိုခံနိုင်ဖို့ကောင်းတယ်ကိုယ့်အတွက်တွေးတဲ့လူတွေကခံနိုင်သိပ္ပံရှိဘူးကိုယ့်အတွက်ပဲတွေးခက်တဲ့မိကွန်းနဲ့လွယ်တဲ့မိကွန်းဆိုရင်လွယ်တဲ့မိကွန်းပဲရွေးပြီးတော့ဖြစ် အများအတွက်တွေးတဲ့လူဟာတော့ငါဒီထက်ပိုနားလည်မှရမယ်ဆိုပြီးတော့ခက်တဲ့မိကွန်းတွေကိုလည်းမဖြုံဘူးမကြောက်ဘူးမိကွန်းတခုမေးပန်းအခုဒါရုသမီးတို့ကြောင်းတက်တယ်ကို့အတွက်တွေးတာလားအများအတွက်ပဲတွေးတာလားကို့အတွက်တွေးတယ်ဆိုရင်တော့ကိုတယောက်တည်းဆမ်းမအောင်ဖို့အတွက်ဆိုအများကြီးမလုပ်ရဘူးအများကြီးလုပ်ဖို့မလိုဘူးကို့အတွက်ပဲတွေးဆာတဲ့ငန်းနဲ့ဝင်နေဆိုရင် ရည်ရချက်ကတည်းမကြီးတဲ့ခါကျတော့အချက်10ချက်မှာ9ချက်လောက်တည်ရင်သူကစိုင်းပွဲအောင်တယ်။အများအတွက်ပဲတွေးတဲ့ခါကျတော့10ချက်ရှိရင်10ချက်လုံးကိုကတည်ချင်တယ်တည်ချင်တယ်စိတ်ဆန္ဒ motivation တွေရှိတယ်အဲ့ဒါလည်းမခအောင်အများပြဿနာဖြေရှင်းဖို့ကဒီ10ချက်နဲ့မလုံလောက်တော့ဘူးထင်တယ်အပြင်းအစာတွေရှာဖတ်တယ်ရှောက်ဖတ်တယ်ဒါအများအတွက်တွေး ။အဲဒါကြောင့်အများအတွက်တွေးတဲ့လူတွေကနောက်ဆုံးတော့ဉာဏ်ဖို့ကောင်းတယ်။စိတ်ဓာတ်ဖို့မြင့်မာတယ်။အများအတွက်တွေးလို့အဲ့ဒီဟာကိုကရုဏာအခြေခံတယ်လို့ခေါ်တယ်။ဒါကြောင့်ကိုကအားကြတဲ့ပုဂ္ဂိုလ် role model ပေါ့။ကိုအားကြတဲ့ပုဂ္ဂိုလ်တွေထဲမှာပဲ။ဘသူကတော့ဖြင့်အများအတွက်ဘလို့အကျိုးဘလို့ကောင်းကျိုးဆောင်ရွက်သွားတယ်ဆိုတဲ့ဟာကြီးစိတ်ဝင်စားနဲ့လေ့လာကိုယ့်ရဲ့လမ်းပွင့်လာမယ်ပို့ပြီးတော့ချောမွေ့လာမယ် အစမုတ်ဖြစ်လာမယ်။ဘာမြင်မှုလည်းပဲပို့ပြီးတော့ရရှိလာမယ်။ကိုလှုပ်ခြင်းနဲ့အလုပ်မလှုပ်ရတာတော့မှကိုလှုပ်ရမယ့်အလုပ်ကိုလှုပ်လာတဲ့အခါမှာကိုစိတ်နှမှုပျော်ရွှင်မှုတွေရရှိမယ်။အဲ့ဒါလေးပဲဒီနေ့မှာကြားချင်ပါတယ်။